အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အိမ်အောင်ရေးဖောက်ပြန်နိုင် မရေငယ်ရီပဲအပြစ်ဆိုပြီးပြောလို့ထိထိမိမိပြန်ပြောလိုက်တဲ့အမျိုးသမီးတဦးရဲ့ရုပ်တံပြုဖိုင်လေးကို အလုံးပြောင်းတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးဒီပြုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ယောက်ျားမကောင်းကြောင်ကြတော့မပြောဘူးတဲ့မရင်ငယ်မရင်ငယ်ပဲပြောနေတယ်တဲ့လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမိတာတဲ့ဒီညီမလေးကမှန်ပေးထားတာပေါ့နော်ညီမလေးကမိုက်ပြောပြတယ်တလင်ကွာတွေဆိုတာကယောက်ျားတွေကအမျိုးဆုံးသွေးတို့ဆန်းတာပဲသွေးတို့မဆန်းတဲ့ယောက်ျားတော့မရှိဘူးနော်ဒါသူတို့မကောင်းကြောင်ပြောနေရင်ကိုမိမတွေကိုပဲကောင်းတဲ့ကောင်းအောင်ပြောရမယ်ရှက်တဲ့အောင်ပြောရမယ်ဒါမိုက်ခိုင်ထားတဲ့ခိုင်ုံချက်ညီမတွေတော့မတူဘူးဖြစ်မှာပေါ့နော် ငါပြောပြတာမအားဆိုရင်လည်းဒီလိုပဲအိမ်နောင်ကိုတခုလက်တလင်ကွာနဲ့နေတယ်အိမ်နောင်ရှိတဲ့ယောက်ျားတွေက Facebook ကတစ်မျိုး TikTok ကတစ်မျိုးလာပြီးတော့ဒါကြံခဲ့တဲ့လင်ကလင်က6နဲ့ကဆိုရင်လာပြီးတော့ Messenger မှာပြောခဲ့ရတယ်သူတို့မိမနဲ့မတည့်လို့ချမ်းပါတယ်เนาะနမူနာလေးတစ်ခုပဲမအားပြောပြမယ်ချမ်းပါတယ်ပတ်စာရှိတယ်လုံရေကိုင်းလည်းရှိတယ် စိုက်မလာဆောက်တောက်နေသူမိမတွေနဲ့လည်းကိုတွေနဲ့ရင်းနေတယ်သူမှလည်းခလေးရှိတယ်အဲမိမနဲ့ရန်နေဖြစ်သူကစိတ်ကောက်ပြီးပြန်သွားဒါကကိုကအမြဲတမ်းတွေ့နေရတာဖြစ်နေရတယ် Facebook မှာကိုနဲ့စကားလာပြောတယ်လေကိုလည်းငကိုလိုပဲဒီလိုပဲပြောနေကြဆိုပြီးတော့ပြန်ပြီးပြောလိုက်တာသူမိမမကောင်းကြောင်းတွေကိုကိုပြောတယ်ဟုတ်ဝင်းနီးမျိုးစုံပဲเนาะယောက်ျားတွေကဝင်းနီးမျိုးစုံပဲဝင်ကြတာ ပြောလဲပြောအဲ तू မပေါင်းကျင်တော့ဘောနော် तू စိတ်မပျော်ရွှင်ဘူးအမနဲ့ဒီလိုစကားပြောကျင်နေအမနဲ့ဆိုရင်ဒီလိုတတရရရှိမယ်နားလဲဖို့အမပေးပါဆိုပြီးတော့လာပြောကြလာပြောတဲ့လူတွေရှိတယ်မိမတိုင်းကြုံခဲ့ရတယ်အဲ့မဲ့ကွာအဲ့ဒါယူတာယာပြီးတော့အာယုံလဲချော်တယ်ပတ်စံလဲရှိတယ်ငါဒီလိုမျိုးနေလိုက်မယ်ဆိုရင်မအခုချိန်မှာဒီလိုစကားတွေလည်းပြောလို့မရဘူး ဒီလူတွေကိုတွေ့တိုင်းမှာလဲမာကြီးကမျက်နာငငယ်နဲ့နေရမှာအခုဆိုရင်သူတို့ကခလေးနောက်တဲ့တယောက်တောင်းထက်ရသွားပြီနှစ်ယောက်ဖြစ်သွားပြီသူ့မိန်းမနဲ့သူ့ခလေးနဲ့သူ့အနဲ့သူပျော်ရွှင်ပြီးကိုယ်လမ်းမှာတွေ့ရင်လေသိလားအဲ့ဒီ feeling ကိုပဲမာကြီးကကြိုက်တာကိုယ်လမ်းမှာတွေ့ရင်သူ့မိန်းမတော့ ကိုပြောထားတာတိတယ်မတိဘူးကိုလည်းမတိဘူးပေါ့နော်မတိဘူးရင်းရင်းနှီးနှီးအဲ့တူကလေလက်ကိုတော့ဒီလိုနောက်ပြပြီးတော့တရိုတသေးခေါင်းနဲ့ညိတ်ပြီးတော့အမနေကောင်းလားအခုဘာကြီးလုံးနေလဲအဆင်ပြေလားနော်အဲ့လိုမျိုးကိုနှုတ်ဆက်တာကိုကိုတလေးတစားနဲ့အဲ့လိုမျိုးအရသာမျိုးကို ခံဘူးလားညီမလေးခံစားဘူးလားပတ်စံမရှိရင်နေပါစေနော်ဒီလူတွေအအံ့ခံနိုင်တဲ့ဘုရားဒီလိုမျိုးတော့ငင်းပြီးတော့မိမတယောက်နေနဲ့ဒီလိုရက်တီလာတာလာသမျှယောက်ျားသာလက်ခံနေရင် နော်အဆင်ပြေမလားပြောလေအဆင်ပြေမလားဒါကြောင့်မို့ညီမလေးပြောတာမိမတွေကြီးပဲပြောနေတယ်ယောက်ျားတွေမပြောဘူးလားဆိုတော့ယောက်ျားတွေကသူတို့ကတွေ့သမျှမိမပြောလို့ရသမျှမိမကိုပြောပါပဲအခုခေတ်ပေါ်တော်ဆိုးသေးတယ်နော်လက်ခံနိုင်တဲ့မိမဆိုရင်သူတို့ကသူတို့မယားကြီးရှိရှိဘာကြည့်လို့မိမတွေသာကိုဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ရက်တီဖို့အတွက်ကိုမိုင်းပြောပြတယ်နော်ညီမလေးသဘောပေါက်လား လေထောင်ထဲမှာတကယ်လို့နေရတာညီမလေးရမိုက်ရသားစင်မြေဆက်ရှိတယ်မိုက်ရဝစီကန်ထိမယ်ဆိုတော့မိုက်ရဘလို့ဝစီကန်ထိမှာလဲညီမလေးပြောပြပါဦးမရင်ငယ်မတွေမဟုတ်လို့မိုက်မရင်ငယ်မတွေပြောတာလေမရင်ငယ်မတွေကတကယ်ထောင်ထဲမှာမျက်နှာငယ်ရတာသူများယောက်ျားနဲ့ဖြစ်တဲ့မရင်ငယ်မတွေကခိုးမှုမရိမှုလူရမှုအဲ့လိုဓမြမှုအဲ့ဒါတွေတက်ဆိုးတယ် မိုင်းကကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ပြောပြတာမိုင်းကိုယ်တိုင်ကြုံတွေ့ခဲ့တော့မိုင်းထောက်ကြဘူးလားဆိုမိုင်းအချုပ်ခုနှစ်လကြာဘူးတယ်ညီမလေးမန့်နဲ့မန့်ကိုကြည့်ပြီးတော့ဝစီကအချိုးပေးတယ်ဆိုတော့မိုင်းတကယ်တွေ့တဲ့ဟာကိုတကယ်ပြောပြတာလေဒီလူတွေကမိုင်းပြောလို့စင်ကျင်သွားရင်မိုင်းပြောရချုံနဲ့တယ်လေကွယ်ဒီပေါ်မှာမိုင်းပြောပြတာတကယ်လက်တွေ့ကြုံခဲ့ရလို့ပြောတဲ့အပေါ်မှာညီမလေးအနေနဲ့ယူတတ်ရင်အရင်သင်ခန်းစာရရတယ်နော် မိုင်းအိတ်လေးနဲ့အဲ့ဒါလေးတွေးလို့အခုထတော့မထနိုင်ဘူးအဲ့ဒါလေးညီမလေးကိုရှင်းပြညီမလေးယူတက်ရင်သင်ခန်းစာရတယ်မိုင်းတွေဝစီကန်ထိမယ်ဆိုညီမလေးမပူနဲ့ဘာဖြစ်လို့လဲဆိုတော့မိုင်းကမိုင်းလိုက်ပြမိုင်းလုံးနေမိုင်းကညီမလေးကအခုဘလို့အခြေအနေမျိုးရှိလို့ဒီလိုမှန်လဲလို့မိုင်းမသိဘူးပေါ့နော်သူများယောက်ျားယူထားတာလားဘလို့လဲအကြောင်းလဲပေါ့နော်မိုင်းမသိဘူးတခုခုနဲ့များဆက်ဆက်နေလို့လားဒီလိုကြောင့်မို့ဒီလိုမှန်တာလားပေါ့နော်ဒါမဲ့ဘလို့ပဲအကြောင်းတရားဖြစ်ဖြစ်ပါဟိုယူတက်ရင်သင်ခန်းစာရတယ်အကုန်လုံးနဲ့မှမတရားကလေးပြုတ်ပြင်သွားတယ်ဆိုရင်မိသားစုတစုစိတ်ချမ်းသာမှဖြစ်တဲ့အတွက်မိုင်းကုသိုလ်လည်းရတယ် revoir.